အားလုံးပဲမင်္ဂလာပါကိရိစာဆက်မှာပြန်နေကြိုဆိုပါရစေအခုဗီဒီယိုမှာတော့ Google Gemini AI ကိုသုံးပြီးတော့အခုနာမည်ကြီးခေတ်စားနေတဲ့ Ghibli Studio Style Image လေးတွေကိုဘယ်လိုလုပ်သွားလဲဆိုတာလေးကိုပြောပြသွားမှာဖြစ်ပါတယ်အဲ့တော့ Google Gemini နဲ့ဝင်လိုက်ပါမယ်ဖုန်းနဲ့လည်းလုပ်လို့ရသလိုကွန်ပျူတာနဲ့လည်းလုပ်လို့ရပါတယ်အခုဗီဒီယိုမှာတော့ဖုန်းနဲ့အသုံးပြုပြီးတော့လုပ်တဲ့နည်းလေးကိုပဲအလွယ်တကူပြောပြသွားမှာဖြစ်ပါတယ်အဲ့ ChatGPT ရဲ့ရောက်သွားလို့ရှိရင် ဒီထဲကမေးစာရိုက်လို့ရတဲ့နေရာလေးမှာ create create the ghibli style image of a young lady walking in the garden ဆိုပြီးတော့ရလိုက်ပါမယ်အဲ့ဒါ chibri style image ဆိုတာကအဲเนาะဒီကုကုရဲ့ဘိုင်မှာဒီတလားနလားတွေမှာခေတ်စားနေတယ်ပေါ့နော်အဲဘာလို့ပြောရလဲဆိုလို့ရှင်ကာတွန်းပုံလေးတွေပါပဲဂျပန်မှာရှိတဲ့နာမည်ကြီး Ghibli Studio ကနေပြီးတော့ထွက်တဲ့ကာတွန်းရုပ်ရှင်ကားတွေကပုံစံတိုင်းကို AI နေပြီးတော့မဖန်နှီးပေးနိုင်အတွက်ကြောင့်မို့လို့ဒါမူပိုင်ခွင့်နဲ့ပတ်သက်ပြီးတော့လည်းအများကြီး AI နေဒီလိုလောက်တာကောင်းလားမကောင်းလားဆိုပြီးတော့ညှင်းပွားနေတဲ့အဲဒီ topic လေးတစ်ခုလည်းဖြစ်ပါတယ် အဲ့တော့ Ghibli image တွေကလည်းဘလို့ပဲဆိုတော့သူကအယောင်လေးတွေကဖြော့ဖြော့သူကဖြော့တဲ့နေရဖြော့တောက်တဲ့နေရတောက်တယ်ကာတွန်းပုံစံလေးတကယ်စိတ်ဝင်စားဖို့ကောင်းပါတယ်တခြားရိုးရိုးကာတွန်း image တဲ့ဆိုင်ဒီ Ghibli style image လေးတွေကပို့ပြီးတော့ကောင်းပါတယ်ဒါဆိုအချိန်ခဏလေးစောင့်လို့ရှိရင်အဲဒီ Gemini နဲ့နေပြီးတော့ဒီ Ghibli style image လေးကိုရရှိလာမှာဖြစ်ပါတယ် အဲ့ဒီ image လေးကိုမှကိုကဆက်ပြီးတော့တခြားကိုရဲ့ video edit လုပ်တဲ့နေရာမှာသုံးမယ် image to video တွေမှာသုံးမယ်ဆိုလို့ရှိရင်ဒါအများကြီးဆက်ပြီးတော့သုံးလို့ရပါဘူးဒီမှာဆိုရင်ဒါတိပုံလေးတွေပုံရလာပါပြီဒါလေးကိုကိုကဒီမှာ download လုပ်လို့ရှိရင်ကိုဖုန်းထဲကို save ဖြစ်သွားမှာဖြစ်ပါတယ်ဒါကတော့ Ghibli style image လေးကို Google Gemini ကိုသုံးပြီးတော့ free အလွယ်ဆုံးလုပ်လို့ရတယ် နီလန်လေးပဲဖြစ်ပါတယ်ဒါလေးကိုအခြေခံပြီးတော့ပို့ပြီးတော့ကောင်းတဲ့နီလန်နေအကြံဉာဏ်နေထပ်ပြီးတော့လုပ်လို့ရတယ်လည်းအများကြီးရှိပါတယ်ဒါလေးကိုဆက်ပြီးလေ့လာနေတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့เนาะ AI ကိုအသုံးပြုပြီးတော့အဲဒီ ဗီဒီယိုတွေ content တွေဖန်တီးနီ online class တွေကို join လို့ရပါတယ်။မမကြီးနေငယ်နဲ့အားလုံးကို မျှပေးသွားမှာဖြစ်ပါတယ်။မသိတာလည်းပြန်ပြီးတော့အချိန်နဲ့ပြင်ကြီးဖြည့်ပေးသွားမှာဖြစ်ပါတယ်။ပြီးလို့ရှိရင်အဲ idea အသစ်အစ်တွေအများကြီးကိုလည်းကျွန်တော်ပြောမှာမဟုတ်လို့ online နေပြီးတော့ content တွေဖန်တီးပြီးပတ်စံ share တင်တဲ့လူတွေအတွက်ပြန်ဆုံးဆက်သွယ်ဖို့လို့အတွက်ဖိတ်ခေါ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။